မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်ပါဂျေဇုတော်အပြင်ကျွန်တော်နဲ့ဒုနုကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ယောဘဝတ္ထုခန်းကြီး34အပိုင်ငယ်3ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ကတွင်းသည်အစာကိုမြည်ဆန်းတဲ့ကဲ့သို့နားသည်စကားကိုစုံစမ်းတတ်၏ ဒီနေရာမှာတော့အီလီဟုလို့ခေါ်တဲ့ယောဘရဲ့တငယ်ချင်းတယောက်ပြောတဲ့စကားကို တွေ့ရပါတယ်။သူကပြောပါတယ်။ကတွင်းကအစာကိုမြည်စမ်းတယ်၊နားကစကားကိုစုံစမ်းတယ်လို့ပြောပါတယ်။ဆိုလိုတာကအရသာရှာကားသိဆိုတဲ့စကားလိုမျိုးပဲ။ကျွန်တော်တို့စားလိုက်တဲ့အစာကို ကျွန်တော်ရဲ့ရှာကအရသာမြည်စမ်းပါတယ်။ထို့နည်း၎င်းပဲနားကစကားကိုစုံစမ်းတယ်ဆိုတဲ့သဘောမှလည်း စကားစကားပြောပါများစကားတွေကဇာတိပြဆိုတဲ့စကားလိုမျိုးပဲလူတယောက်ရဲ့စကားကိုနားထောင်ပြီးတော့မှ သူ့ရဲ့စိတ်သဘောထားနဲ့အကြံစီကိုစုံစမ်းလို့ရတယ်ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။ဒါကြောင့်စကားများများပြောခြင်းအပြင်ကျွန်တော်ရဲ့သဘောတွေပေါ်နိုင်တယ်ကျွန်တော်ရဲ့အကြံစီတွေပေါ်နိုင်တယ်ဆိုတဲ့သဘောကို တွေ့ရပါလိမ့်မယ်။ဒီနေရာမှာအီလီဟုကအဲ ယောဘပြောတဲ့စကားတွေကိုပြန်ခြေပပြီးတော့မှပြောနေတာကိုတွေ့ရပါတယ်။ယောဘပြောတဲ့စကားတွေကိုနားထောင်ခြင်းအားဖြင့်ယောဘဟာ တခုခုမှားနေပြီ။ဘုရားသခင်ကိုမင်းပုံကန်နေပြီ။ဘုရားသခင်ကိုပြစ်မှားနေပြီဆိုတဲ့သဘောမျိုးကိုသူကကောက်ချက်ချပါတယ်။သူတို့ပြောတဲ့စကားတွေကိုနားထောင်ကြည့်တဲ့အခါမှာတရားသဘောတွေကိုတွေ့ရတယ်လို့သဘောတရားတွေလည်းတွေ့ရပါတယ်။တရားသဘောဆိုတာကဘုရားသခင်ရဲ့အလိုတော်အကြံစီတော်နဲ့အညီ ဖြစ်ပျက်နေခြင်းကိုဆိုလိုခြင်းဖြစ်ပြီးတော့သဘောတရားကတော့ဖြစ်တင်ဖြစ်တိုက်တဲ့လူတဘာဝအခြေအနေတွေကို ဖော်ပြခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ယောဘရဲ့ဖြစ်အင်ကိုအေလီဟုကကြည့်ပြီးတော့မှသူကတော့တခုခုမှားနေပြီဆိုပြီးတော့မှသူကဒီလို ကောက်ချက်ချပါတယ်။ဘုရားသခင်ကဘယ်တော့မှမတရားသဖြင့်မလုပ်ပါဘူး။ဘုရားသခင်အခုမင်းကိုဖြစ်စေတဲ့အရာတွေအားလုံးဟာမင်းဘက်ကတခုခုမှားနေလို့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်မလို့ မင်းပြောတဲ့အရာတွေကလွန်ကျူးနေပြီဆိုပြီးတော့မှဒီလိုမျိုးတတိပေးတာတွေလည်းတွေ့ရပါတယ်။ဒီအကြောင်းအရာကိုဆင်ခြင်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့တခါလေကျွန်တော်တို့ဘဝမှာဖြစ်ပျက်နေတဲ့အရာတွေကတရားသဘောနဲ့ပဲဖြစ်ဖြစ်သဘောတရားနဲ့ပဲဖြစ်ဖြစ်ဘယ်အရာနဲ့မှ ကျွန်တော်တို့ကရှင်ပြလို့မရတဲ့အခြေအနေမျိုးတွေရှိတတ်ပါတယ်။ဥပမာအားဖြင့်ပြောရရင် မတရားတဲ့သူဟာဒုက္ခခံတဲ့နဲ့တရားတဲ့သူဟာအောင်မြင်တဲ့နဲ့ လောကမှာဖြစ်ပျက်နေတဲ့အရာတွေကအဲ့လိုမဟုတ်ဘဲနဲ့ဘုံကြီးလို့အသက်မရှိအသက်ရှည်လို့ဘုံမကြီးဆိုတဲ့စကားလိုမျိုးမတရားတဲ့သူတွေကအသက်ရှည်ကြီးပွားချမ်းသာတယ်တရားသဖြင့်ပြုတဲ့သူတွေကဒုက္ခရောက်တယ်အဲ့လိုမျိုးတရားသဘောနဲ့မကိုက်တာတွေသဘောတရားနဲ့မကိုက်တာတွေကအများကြီးပဲလောကမှာရှိပါတယ်တခါလေးမှာဘာကြောင့်ဒီလိုဖြစ်လဲငါကောင်းကောင်းမွန်မွန်နေရတဲ့သားနဲ့ဒီလိုမျိုးအခြေအနေဘာကြောင့်ရောက်ရတာလဲငါစူးစမ်းနေရတဲ့သားနဲ့ ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဘာဖြစ်လို့မတရားတဲ့သူတွေကခေါင်းထောင်နေတာလဲဘာဖြစ်လို့ဖြောင်းမတ်တဲ့သူတွေကနှိမ့်ချခံနေရတယ်လဲစသဖြင့်ကျွန်တော်တို့မှာမိကုန်းနေအများကြီးရှိပါလိမ့်မယ်။တနည်းအားဖြင့်ပြောရရင်တရားသဘောအရဆိုရင်တော့မတရားတဲ့သူနောက်ကို မလိုက်ဖဲနဲ့တရားသမားတွေကိုဆင်ချင်နေမယ်ဆိုရင်မျက်နှာမှာစိုက်တဲ့သစ်ပင်လိုအချိန်တန်တဲ့အခါအတီးတီးမဲ့အောင်မြင်မယ်။ ဒါတွေကကျွန်တော်တို့သိပြီးသားဘုရားစကားကိုနားထောင်ရင်တားစီမြေးဆက်ကောင်းကြီးရမယ်ဒါတွေကကျွန်တော်တို့သိပြီးသားဒါပေမဲ့တကယ်လက်တွေ့မှာကြတော့မတရားသဖြင့်ပြုတဲ့သူတွေကအစဉ်ပြေနေပြီးချုံးမွေနေတာတွေကိုတွေ့ရတဲ့အခါမှာကျွန်တော်တို့ရဲ့ဘဝမှာတရားသဘောနဲ့လည်းဖြေမရသဘောတရားနဲ့လည်းဖြေမရတဲ့ကိစ္စတွေရှိပါတယ်ဒီမှာအေလိဟုကယောဘကိုတရားသဘောတွေနဲ့လာပြောနေတာသဘောတရားတွေနဲ့လည်းဆုံးမနေတာဒါပေမဲ့ ယောဘကငါအမားမလို့ဘူးလို့ပြောပြန်တော့လေဖះကိုပုံကန်တဲ့စကားပြောတယ်ဆိုပြီးတော့မှလည်းအဆုခံရသေးတာဒီနောက်ွယ်မှာဖះရဲ့အကြံစီပါရှိလဲဆိုတော့သူတို့တွေမသိဘူးဆိုတာကို နားလဲရတယ်အမှန်တော့ဒီယောဘဝိတ္ထုတစ်ခုလုံးကိုဖတ်ပြီးကမှဖះသခင်ရဲ့အလိုတော်နဲ့အကြံစီကဘာလဲဆိုတာကိုကျွန်တော်တို့ကသိရတာသူတို့အခြေအနေနဲ့ဆိုရင်တော့ဖြစ်ပျက်နေတဲ့ကာလတလျှောက်မှာ ဖျားသခင်ဘာလုပ်နေလဲဆိုတော့သူတို့လုံးဝမသိပဲနဲ့ဖျားပြုတဲ့အမှုတွေကိုသူတို့တွေရဲ့ပေဒံနေနဲ့သူတို့တွေရဲ့အသည့် တရားတွေနဲ့တရားသဘောတွေနဲ့သဘောတရားတွေနဲ့တိုင်းတာပြီးတော့မှ လူတယောက်ကိုသူတို့ကဆုံးဖြတ်သတ်မှတ်နေကြတယ်ဆိုတာတွေ့ရတယ်။ယောဘကလည်း तू တိတာနဲ့ तू ဆုံးဖြတ်သတ်မှတ်တယ်။ तू တငယ်ချင်းတွေကလည်းသူတို့တိတာနဲ့သူတို့ဆုံးဖြတ်သတ်မှတ်တယ်။ဒါပေမဲ့သူတို့သတ်မှတ်မှုတွေဆုံးဖြတ်မှုတွေဟာတကယ့်ဖျားသခင်ရဲ့ရည်ရွယ်ရင်းကို မပေါ်လွင်စေဘူးဆိုတာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေပြဿနာတွေအခြေအနေတွေမှာစကားတွေအများကြီး ပြောမိမှာတော့အမှန်ပဲ။တရားသဘောတွေကိုသဘောတရားတွေကို ပြောပြီးတော့ဝေဖန်ကြမှာအမှန်ပဲ။နောက်ဆုံးမှာမှဘုရားသခင်ဘာလုပ်လဲဆိုတာကိုအပြည့်စုံသိရပါလိမ့်မယ်။ဒါကြောင့်မလို့ရှင်ပေါ်လူကပြောပါတယ်။စုံလွင်သောအရွယ်ရောက်မှာပဲသူငယ်အရာတွေပပျောက်မယ်တဲ့။မရှင်းလင်းတဲ့အရာတွေတနေ့ကျရင်တော့ခရစ်တော်နဲ့တွေ့တဲ့အခါမှာ ရှင်းလင်းကုန်မှာဖြစ်တယ်လို့ပြောပါတယ်ဘုရားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဘုရားကိုရောကိုယေရှုတင်တဲ့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုကိုရရှင်သွန်သင်လျက်စကားပြောလို့ယေရှုတင်တဲ့ကျွန်တော်ရဲ့စကားများအားဖြင့်အမှားမဖြစ်စေဖို့ကိုနားလေသလောက်နဲ့သူတို့ဘာကိုဝေဖန်တာမျိုးမဖြစ်တလို့ကိုကိုကိုလည်းဝမ်းနေနေတာမျိုးမဖြစ်သင့်ဘူးဆိုနားလေရပါတယ်ဘုရားရဲ့အလိုတော်တိုင်း ဖြစ်လာတဲ့အရာတွေအားလုံးဟာကျွန်တော်တို့ကကောင်းတယ်ဆိုတာဝန်ခံ၍တနေ့တာလုံး